မင်္ဂလာပါဆရာမကတော့ Great 10တင်ရိုးတင်တင်ချပါတရက်ကိုတင်ကြမယ်ဆရာမတပါရယ်ဆရာမတင်ကြမယ် chapter က chapter 1 introduction to coordinate geometry ဆရာမတင်ကြမယ်ခေါင်းစဉ်ကွဲလေးရတော့1.1 midpoint and length of a line schemes lesson objectives after this lesson students will be able to apply midpoint formula to find ends points and midpoint or a line segment မြင်းပြန်တစ်ချောင်းရဲ့အစွန်းမှတ်တွေနဲ့အလယ်မှတ်တွေကိုရှာရန်အတွက် midpoint formula ကိုအသုံးပြုတတ်မယ် use the pythagoras theorem to find the length of the hypotenuse ဟိုက်ပိုတန်နူးစ်ရဲ့အလဲအားကိုရှာရင်အတွက်ပိုက်တာကိုရိုက်တိုးတောင်ကိုလည်းအသုံးပြုလိုက်ရမယ် find distance between two point in a coordinate plane coordinate ပြင်ညီပေါ်မှာရှိတဲ့အမှတ်နှစ်ခုကြားရဲ့အကွာအဝေးကိုလည်းရှာနိုင်မှာဖြစ်တယ်ကျမခေါင်းစဉ်လို့ပြန်ရှင်းမယ်ဆိုရင် introduction to coordinate geometry introduction ဆိုတာမိတ်ဆက်ခြင်းဘာလို့မိတ်ဆက်မှာလဲဆိုတော့ coordinate geometry geometry ဆိုတဲ့အတိတ်ပဲလို့ပြန်ရှင်းပြမယ် geometry ဆိုတာအရာဝတ္ထုတွေရဲ့ site တွေ shape တွေ volume တွေ area တွေကိုလေးပေးပြီးတော့လေ့လာတဲ့ဘာသာရပ်ခွဲလေးဖြစ်တယ်။အဲ့ဒီဘာသာရပ်ခွဲလေးကိုဘယ်မှာလေ့လာမှာလဲဆိုတော့ coordinate system coordinate ဘင်းကြီးပေါ်မှာလေ့လာမှာဖြစ်တယ်။ ဆိုဆရာမတို့ကပြန်ပြောမယ်ဆိုရင် introduction to coordinate geometry ဆိုတာ geometry ဆိုတဲ့ဘာသာရပ်လေးကို coordinate ပြင်ကြီးပေါ်မှာလေ့လာမှာကိုစတင်မိတ်ဆက်သင်ကြားမှာဖြစ်ပါတယ် coordinate system မှာအဓိကကြတဲ့နှစ်ချက်က number line နဲ့ xy plane number line ဆိုတာက အစွန်းနှစ်ဖက်ရှိတဲ့မြင် number တွေပါတဲ့မြင်တဲ့ကြောင်းကိုဆိုလိုတယ် element ကို၃ညလို့သတ်မှတ်ပြီးတော့၃ညရဲ့ညာဘက်ကိုသွားရင် အပေါင်းကိန်းနေဖြစ်ပြီးတော့ တန်ဖိုးတွေကကြီးသွားမယ်။တုံညာရဲ့ဘဲဘက်ကိုသွားရင်အနှုတ်ကိန်းတွေဖြစ်ပြီးတော့ကိန်းတန်ဖိုးတွေကငယ်သွားမယ်။နောက်တစ်ခု HY blade HY blade ကိုဘယ်လိုဆွဲမလဲဆိုတော့ဆရာမတို့က number line မြင်းတဲ့ကြောင်းကိုယူလိုက်မယ်။အလျား line number line မြင်းတဲ့ကြောင်းနဲ့ down line number line မြင်းတဲ့ကြောင်းကိုယူလိုက်မယ်။0,0ဆိုတဲ့နေရာ origin မှာထပ်လိုက်မယ်ဆိုရင် HY blade လေးရမယ်။အဲ့ HY plane ပေါ်မှာအမှတ်တွေကိုနေရာချလို့ရတယ်အမှတ်တွေကိုနေရာချလို့ရတယ် မှာ HY play မှာရှိတဲ့အလျားလိုက်မြင်းကို H exit လို့ခေါ်ပြီးတော့ down လိုက်မြင်းကို Y exit လို့ခေါ်တယ် H exit မှာຢာဘက်ကိုသွားရင် H coordinate အပေါင်းဂိမ်းနေရပြီးတော့ဘယ်ဘက်ကိုသွားမယ်ဆိုရင်အနောက်ဂိမ်းနေရမယ် Y exit ရဲ့အပေါ်ဘက်ကိုသွားရင် Y coordinate အပေါင်းဂိမ်းနေရပြီးအောက်ဘက်ကိုသွားရင် Y coordinate အနောက်ဂိမ်းနေရမယ်ဆရာမတော့အဲ့ XY ဘင်းကြီးပေါ်မှာအမှတ်တွေကိုနေရာချလို့ရတယ်ဥပမာအမှတ် B လေးကိုနေရာချမယ်ဆိုပါစို့အမှတ် B ကိုနေရာချမယ်ဆိုအမှတ် B ရဲ့ဒီနေရာကိုလိုချင်ရင် X coordinate တန်ဖိုးကိုလိုချင် X ဝင်ရိုးပေါ်မှာတောင်းမကြဆွဲမယ် Y coordinate တန်ဖိုးလိုချင် Y coordinate Y ဝင်ရိုးပေါ်မှာတောင်းမကြဆွဲမယ်အဲ့ဒါဆိုရင်အမှတ် B ရဲ့ဒီနေရာဖြစ်တဲ့ BX, Y ကိုရမှာဖြစ်ပါတယ် The four coordinate ၄ဘိုင်းစိတ်၄ဘိုင်းစိတ်ကိုဘယ်လိုယူမလဲဆိုတော့ပထမပြောသွားတဲ့ HY plane လေးကိုပြန်ယူလိုက်မယ် HY plane မှာရှိတဲ့ HAZ ရဲ့ညာဘက်ကနေပြီးတော့ anti clockwise direction သို့မဟုတ် positive direction အတိုင်းလှည့်လိုက်မယ်ဆိုရင်ပထမဆုံးတွေ့ရတဲ့ quadrant က first quadrant first quadrant မှာရှိတဲ့ point နေရဲ့ sign က positive and positive ဒုတိယတွေ့ရတဲ့ quadrant က second quadrant second quadrant မှာတွေ့ရတဲ့ points တွေရဲ့ sign က negative and positive တတိယတွေ့ရတဲ့ quadrant က third quadrant third quadrant မှာတွေ့ရတဲ့ point တွေရဲ့ sign က negative and negative နောက်ဆုံးတွေ့ရတဲ့ quadrant က fourth quadrant fourth quadrant မှာရှိတဲ့ point တွေရဲ့ sign က positive and negative ဆိုပြီးတော့ရမှာဖြစ်ပါတယ် coordinates or a point coordinate အမှတ်တွေရဲ့တည်နေရာ အမှတ်ရဲ့ဒီနေရာကိုဇာမတို့က HY plane ပေါ်မှာနေရာချမယ်ပထမဆုံးအမှတ်ကလေးကိုကြည့်မယ်ဆိုရင်3,2သူကဘလို့ရလာလဲဆိုတော့ x coordinate က3 y coordinate က2ဇာမတို့က x coordinate ကိုလိုချင်ရင် x ဝင်ရောပေါ်မှာထောင်းမကြဆွဲတော့တွေ့ရတဲ့အမှတ်က3ဖြစ်တဲ့အတွက် x coordinate တန်ဖိုးက3 y coordinate တန်ဖိုးကိုလိုချင်ရင် ဝိုင်းဝင်းဟိုးပေါ်ကိုတောင်းမကြမြင်ဆွဲတဲ့အခါမှာတွေးရတဲ့ဝိုင်းကော်ဒီနေအမှတ်က2ဖြစ်တဲ့အတွက်ဝိုင်းကော်ဒီနေတန်ဖိုးက2အဲဆို8ကော်ဒီနေ3နဲ့ဝိုင်းကော်ဒီနေ2နဲ့စုံတဲ့နေရာမှာရှိတာဖြစ်တဲ့အဲ့အမှတ်ရဲ့ဒီနေရာက3ကော်မာ2ဆိုပြီးရမှာဖြစ်တယ်ဆရာမတို့ကနောက်အမှတ်တစ်ခုဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ဥမာဒါ B ပဲထားပါစို့ဒါက2 ကျိုမတ်ရဲ့ဒီနေရာကိုလိုချင်နေဆိုရင်ကျမတို့က x တန်ဖိုး x coordinate တန်ဖိုးကိုလိုချင် x ဝင်ရောပေါ်မှာတောင်းမှတ်ကြဆွဲမယ်ဆွဲလိုက်တဲ့အခါမှာတွေ့ရတဲ့အမှတ်က -2 နောက်တစ်ခု y coordinate ကိုလိုချင်တဲ့အခါမှာ y ဝင်ရောပေါ်မှာတောင်းမှတ်ကြဆွဲမယ်ဆိုရင်တွေ့ရတဲ့အမှတ်က y coordinate တန်ဖိုးမှတ်က5အဲ့ဆိုဆရာမတို့က x coordinate -2 နဲ့ y coordinate 5နဲ့စုံတဲ့နေရာမှာရှိတဲ့အတွက်ကျူရဲ့ဒီနေရာက -2, 5အဲ့ဒါနဲ့ပုံစံအတူတူ မင်းတို့က R ရဲ့ S ရဲ့ကိုဆက်ပြီးတော့ရှာထားလို့ရပါမယ်1.1 midpoints and lines or a line segment midpoint formula ကိုမပြောခင်ဆရာမတို့က x y ဘင်းကြီးပေါ်မှာနေရာချထားတဲ့အစွန်းမှတ်နှစ်ခုဖြစ်တဲ့ A နဲ့ B ရဲ့အလယ်မှတ်ကိုလိုချင်တာအဆိုအမှတ်တစ်ခု A က x1, y1 အမှတ်နောက်တစ်ခု B က x2, y2 ကျမတို့အဲဆိုရင် a ရဲ့ x coordinate ကိုလိုချင် x ဝင်ရိုးပေါ်မှာတောင်းပတ်ကြဆွဲမယ် y coordinate တန်ဖိုးကိုလိုချင် y ဝင်ရိုးပေါ်မှာတောင်းပတ်ကြဆွဲမယ်အဲ့ဒါဆို a ရဲ့ဒီနေရာက a x1 y1 ရ b ရဲ့ x coordinate တန်ဖိုးလိုချင်ရင် x ဝင်ရိုးပေါ်မှာတောင်းပတ်ကြဆွဲမယ် b ရဲ့ y coordinate တန်ဖိုးလိုချင်ရင် y ဝင်ရိုးပေါ်မှာတောင်းပတ်ကြဆွဲမယ်အဲ့ဒါဆို b ရဲ့ဒီနေရာက x2 y2 ရအဲ့ဒီ ab မြင်းပြတ်ရဲ့အလဲမှတ် m ကိုလိုချင်ရင်ကျမတို့က m ကိုလိုချင်တယ်အဲ့ဒီ m ကိုလိုချင်ရင် m က m ရဲ့ x coordinate ကိုလိုချင် x ဝင်ရုပ်ပေါ်မှာတောင်းမဲ့ကြဆွဲမယ် y coordinate ကိုလိုချင်ရင် y ဝင်ရုပ်ပေါ်မှာတောင်းမဲ့ကြဆွဲမယ်အလယ်မက်ကိုလိုချင်ရင် x coordinate တန်ဖိုးနှစ်ခုရဲ့တဝက်ဖြစ်တဲ့အတွက် x coordinate တန်ဖိုးနှစ်ခုပေါင်းပြီးတော့နှစ်နဲ့စားမယ် y coordinate တန်ဖိုးနှစ်ခုရဲ့တဝက်ဖြစ်တဲ့အတွက် y coordinate တန်ဖိုးနှစ်ခုပေါင်းပြီးတော့နှစ်နဲ့စားမယ်။အဲဆိုဆရာမတို့လိုချင်တဲ့ midpoint formula ရမယ်။ မြစ်ပွိုင်းဖော်မြူလာ mx,y = h1 + h2 / 2, y1 + y2 ဆိုပြီးတော့ဆရာမတို့ကရလာမှာဖြစ်တယ်။ example 1 find the coordinates of the midpoints of pq with m points b2,5 and q6,1 မြစ်ပွိုင်း pq ရဲ့ coordinate တွေကိုအရှာခိုင်းနေတဲ့ အစွန်းမှတ်တွေက P2,5 နဲ့ Q6,1 ရှိတဲ့ PQ ရဲ့အလယ်မှတ်ရဲ့ coordinate တွေကိုရှာခိုင်းတယ်။အဲဆရာမတို့ကလိုချင်တဲ့ M ကိုလိုချင်တဲ့ M က AM is the midpoint ဖြစ်တဲ့အတွက်ဘာရဲ့ midpoint တော့ of PQ M ဆိုတာက PQ ရဲ့ midpoint ဖြစ်တယ်။ဆရာမတို့ကလိုချင်တဲ့ M ကိုလိုချင်ရင် a coordinate တန်ဖိုးနှစ်ခုပေါင်းပြီးတော့နှစ်နဲ့စားမယ် a1 + a2 / 2အဲဒါကြောင့်မလို့2 + 6 / 2 y1 y2 2အဲဒါကြောင့်မလို့5 1 2အဖြစ်ရ4.3ရမယ် the coordinates of the midpoints of pq 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 ရဲ့ element ရဲ့ coordinate တွေက4.3ဆိုပြီးတော့ရလာမှာဖြစ်ပါတယ် the length of a line segment in xy plane xy ဘင်းကြီးထဲမှာရှိတဲ့မြင်တဲ့ကြောင်းရဲ့အလျာဘယ်လိုရှာမလဲစဉ်းစားကြည့်မယ် lens of the line segment နဲ့ distance between two point နဲ့အတူတူပါပဲဆရာမတို့ xy plane ယူလိုက်မယ်အမှန်တကူ a နဲ့ b ကိုနေရာချလိုက်မယ် a ရဲ့ဒီနေရာက x1 y1 b ရဲ့ဒီနေရာက x2 y2 ဆရာမတို့အဲ့ ab မြင်းပြရဲ့အလဲအောက်ကိုလိုချင်တာဘယ်လိုရှာမလဲစဉ်းစားကြည့်ရင် ab မြင်းပြရဲ့အလဲအောက်ကိုရဖို့အတွက်ဆိုရင် a ကနေပြီးတော့ x ဝင်ရိုးတစ်လျှောက် c ကိုဆွဲမယ် b ကနေပြီးတော့ y ဝင်ရိုးတစ်လျှောက် c ကိုဆက်ဆွဲမယ် အင်အားနဲ့စီကိုပြောင်းလဲတဲ့ horizontal distance ဒါမှမဟုတ် horizontal chain အဲ့တော့ကိုလိုချင်ပြောင်းလဲမှုကိုလိုချင်ပြောင်းလဲတဲ့အမှတ်ကနေဒီမူလအမှတ်ကိုနှုတ်လို့ပြောတာဖြစ်တဲ့အတွက် h2- နဲ့ h1 ဆိုပြီးရလာမယ် b ကနေ c ကိုပြောင်းလဲတဲ့ vertical distance vertical chain ကိုလိုချင်ပြောင်းလဲတဲ့အမှတ်ကနေပြီးတော့မူလအမှတ်ကိုနှုတ်လို့ပြောတဲ့အတွက် y2- y1 လေးကိုရလာမယ်အဲ့ဆို c အမှတ်ရဲ့ coordinate ကကြတော့ h2, y2 ဆိုပြီးရတယ် ဆရာမတို့အဲ့ဆို coordinate ပြင်ညီပေါ်မှာရှိတဲ့ ABC ဆိုတာကတရီကန်တစ်ခုဖြစ်သွားမယ်။ထောင်းမှန်ကြဆွဲထားတာဖြစ်တဲ့အတွက်ထောင်းမှန်တရီကန် ABC ထောင်းစီကထောင်းမှန်60ဖြစ်မယ်။ဆိုဆရာမတို့က Python ကိုလည်း theorem ကိုသုံးလိုက်မယ်။ AB square ကိုလိုချင်ရင် AC square BC square ဆိုနှစ်ဖက်စလုံးကိုနှစ်ထပ်ကိန်းနေပြောင်းချင်ရင် square root ယူလိုက်တော့ ab equal to square root of ac square plus bc square Lens of the line segment AB AB မြင်းပြတ်ရဲ့အလျာညီမြချင်း square root of h2 h1 the whole square plus y2 y1 the whole square ဆိုပြီးတော့ရလာမယ် the distance between two point equal square root of h2 h1 the whole square plus y2 y1 the whole square ဆိုပြီးတော့အစားသွင်းလို့ရမယ်ကျွန်တော်တို့ကဒီကောင်းစင်မှာ lens ကိုမေးရင်လဲ distance formula ပုံသဏ္ဍာန်ဤသုံးမယ် distance between two point ကိုမေးရင်လဲ distant formula ပုံသင်နည်းပဲသုံးမယ်ပုံသင်နည်းကအတူတူပဲသုံးလို့ရတယ်ဆိုတော့ကိုသေချာမှတ်သားထားစီချင်ပါတယ် example 2 find the length of p2 which implies p1, 5m q 4,1အစွမ်းမှတ်နှစ်ခု p1,5 နဲ့ q 4,1ရှိတဲ့ p2 ရဲ့အလဲအယောက်ကိုအရှာခိုင်းတယ်အဲဆိုဆရာမတို့ကတွက်မယ်ဆိုရင်1,5ကို x1 y1 လို့ထားမယ်4,1ကို x2 y2 လို့ထားမယ် length of pq ကိုလိုချင်တယ်ဆိုရင် square root of x2 x1 the whole square plus y2 y1 the whole square ဖြစ်တဲ့အတွက်အစားသွင်းလိုက်မယ်ဆိုရင်4-1 the whole square plus 1-5 the whole square equal square root of 3 square plus minus 4 the whole square ဆိုပြီးဖြည့်ရှင်းလိုက်မယ်ဆိုရင်ဆရာမတို့က5ဆိုပြီးတော့ဖြည့်ဖို့ရမှာဖြစ်တယ် example 3 is the point 5, 3 n b is -2, 1 find the length of ab ကျမတို့ကဖြေရှင်းမယ်ဆိုရင် 5, 3ကို x1 y1 လို့ထားလိုက်မယ် -2, 1ကို x2 y2 လို့ထားလိုက်မယ်လိုချင်တဲ့ length of ab equal square root of x2 x1 the whole square plus y2 y1 the whole square မှာအစသွင်းလိုက်မယ်ဆိုရင် square root of 65ဆိုပြီးရမှာဖြစ်ပါတယ် example 5 The distance between two points R9, A and S A plus 1, 2 is 6. Find the two possible values of A. အမှန်တကူကြောင့်အကွာအဝေး R9, A နဲ့ S A plus 1, 2ဟာ6လို့ပေးထားမယ်။ပြီးရင် A ရဲ့တန်ဖိုးနှစ်ခုကိုအရှာခိုင်းတယ်။ဆရာမတို့က x1 y1 ကို 9, A လို့ထားလိုက်မယ်။ x2 y2 ကို A plus 1, 2လို့ထားလိုက်မယ်။ ဘိုင်ယူစီ distant formula distant formula ကိုသုံးမယ်ဆိုဆရာမတို့က distant formula ပုံသေးပြီဖြစ်တဲ့ square root of h2 h1 the whole square plus y2 y1 the whole square equal to 6 6ဆိုတာပုံစံမှာပေးထားပြီးသားအကြောင်းလို့ given အဲ့ဒါဆရာမတို့ကပေးထားတဲ့ point တွေကိုအစားသွင်းလိုက်မယ်အစားသွင်းပြီးတဲ့အခါမှာဆရာမတို့က square root ပြောက်ချင်းနှစ်ဖက်စလုံးကိုနှစ်ထပ်တင်ရတာဖြစ်တဲ့အတွက် ဒီဘက်က square root ပြောက်သွားမယ် a minus 8 the whole square plus 2 a the whole square equal to 6 square လို့ရသွားမယ်ကျွန်တော်တို့ကနှစ်ထပ်ကိန်းပုံစံဖြည့်ရှင်းလိုက်တဲ့အခါမှာကျွန်တော်တို့က a square plus 60 a plus 64ဆိုပြီးရပြီးတော့2 a the whole square ကိုဖြည့်ရှင်းလိုက်တဲ့အခါမှာ4 minus 4a plus a square equal to 36ဆိုပြီးရလာမယ်6 b ဖြည့်ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က2 a square minus 20a plus 32 equal to 0လို့ရလာ အဲ့ဆိုဆရာမတို့ကကိန်းကိုခြုံလိုက်ချင်တာဖြစ်တဲ့အတွက်ဒဏ္ဍာရီလုံးကိုနှစ်နဲ့စားလိုက်ရင် a square minus 10a plus 16 equal 0ဆိုပြီးရလာ။ဒါမှတော့ a square minus 10a plus 16ကိုစာကွဲကိန်းခွက်လိုက်မယ်ဆိုရင် a minus 8နဲ့ a minus 2မြောက်ချင်းနှစ်ကွင်းရလာ အဲ့မြောင်ချင်းကတခုက0ဖြစ်ချင်းဖြစ်မဲ့တခုတော့မဟုတ်တခုက0ဖြစ်မှာဖြစ်တဲ့အတွက် a minus a equal to 0 or a minus 2 equal to 0ဆိုရင် a equal to 8 or a equal to 2ဆိုပြီးရလာမှာဖြစ်ပါတယ် example 6 in a parallelogram abcd these vertices are a minus 3,1 b 2,4 and c 3,1 a find the midpoints of the diagonal ac B find the coordinates of D ကျမတို့ကအနေပြန်စတုကန် ABCD ပေးထားတယ် ABCD အနေပြန်စတုကန်မှာထိတ်ဆွမ်းမှတ်၄ခုရှိရမယ်သူက၃ခုပဲပေးထားတယ် A B C ၃ခုပဲပေးထားတယ်နံပါတ် A က find the midpoints of the diagonal AC နေပြန်စတုကန်မှာတောင်ဖြတ်အမြင်နှစ်ကြောင်းရှိတယ် AC နဲ့ BD ဆိုပြီးရှိတယ်သူလိုချင်တာက AC ရဲ့အလဲမှတ်ကိုလိုချင်တယ်တဲ့နံပါတ် B က find the coordinates of D ထိတ်ဆွမ်းမဲ့လေးခုမှာကျန်နေတဲ့ဒီအမှတ်ရဲ့ coordinate ကိုရှာပေးပါတဲ့နံပါတ်ပြရ။ဆရာမတို့ကအဖြေကိုဖြေရှင်းမယ်ဆိုရင်နံပါတ် A အတွက်ဖြေရှင်းမယ်ဆိုရင်ဒိုင်းအောင်ကိုနဲ့ AC ရဲ့မြို့ပွိုင်ကိုလိုချင်တာဖြစ်တဲ့အတွက် A က -3,1 C က3,1မြို့ပွိုင်ရော AC ကိုလိုချင်တာဖြစ်တဲ့အတွက်ဆရာမတို့ကမြို့ပွိုင်ဖော်မြူလာကိုသုံးပြီးတော့အစားသွင်းလိုက်မယ်ဆိုရင်မြို့ပွိုင်ရော AC က0,1ဆိုပြီးရမယ်။နံပါတ် B က coordinate of do လို့ကျွန်တော်ဖြစ်တဲ့အတွက် coordinate of do x, y လို့ထားလိုက်။အနောက်ပိုင်းစတုဂံဥပဒေသားအရာဒေါင်းပြန့်မြင့်နေဟာတစ်ခုကိုတစ်ခုဒေါင်းမှန်ကျထက်ဝက်ပိုင်းနေလို့ပြောတဲ့အတွက် mid point ချင်းတူတယ်။ AC ရဲ့ mid point နဲ့ဒိုင်းအောင်ကိုနဲ့ BD ရဲ့ mid point ကတူတယ်။ ABCD ဟာ parallelogram ဖြစ်တဲ့အတွက်။အဲဆိုဆရာမတို့က mid point တော့ AC ကရှာပြီးသား။ mid point တော့ BD ကိုလိုချင်နေဆိုရင်ပုံသဏ္ဍာန်မှာအစသွင်းလိုက်မယ်။ အစားသွင်းလိုက်မယ်ဆိုရင်0,1 2 + x/2 4+y/2 equate the x coordinates and y coordinate respectively ။ညီမချင်းတစ်ဖက်တစ်ချက်စီမှာရှိတဲ့ x coordinate တန်ဖိုးချင်းတူတယ် y coordinate တန်ဖိုးချင်းတူတယ်ဆိုတော့ယူပြီးသုံးလိုက်မယ်ဆိုရင်2 x/2 0နဲ့4 y/2 1တက်ချီကမ်းမြောက်ဝီဖြည့်ရှင်းလိုက်မယ်ဆို x တန်ဖိုးက -2 နဲ့ y တန်ဖိုးက -2 ဆိုပြီးရမယ်။အဲ့ဆိုလိုချင်တဲ့ D ရဲ့ coordinate x, y ဆိုတာက -2, -2 ဆိုပြီးတော့အဖြေကိုရမှာဖြစ်ပါတယ်။ exercise 1.1 number 5က a calculate the parameters of given polygons correct to one decimal place a a triangle with vertices p -2, 3 q 5, -4 and r 1, 8 parameter ေးထားတဲ့ပိုလီဂွန်ရဲ့ပါရာမီတာကို correct to 1 decimal place အမှန်ကန်ဆုံးဓာတ်သမဂိန်းတနည်းအားအထိတွက်ပေးပါနံပါတ်8 triangle vertex pqr ရှိတဲ့ triangle ပေးထားတယ်အဆိုဆရာမတို့ကပါရာမီတာ triangle ရဲ့ပါရာမီတာကိုလိုချင်ရင်ပါရာမီတာရဖို့ရန်အတွက်ဆိုရင်အနား၃နားကိုပေါင်းပေးရမယ် PQ ရဲ့ QR ရဲ့ PR ရဲ့ပေါင်းပေးရမယ်ဆိုတော့ဆရာမတို့က lens of PQ လို့ချင်ရင် ပုံသင်နည်းသုံးမယ် distant formula သုံးမယ်အမှန်တကူကြအကွာဝေးသုံးဖို့ lens ကိုလိုချင်နေဆိုရင် distant formula သုံးမယ်အဲဆို p q ရဲ့အလဲရောင်းကိုလိုချင်တာဖြစ်တဲ့အတွက် p -2,3 နဲ့ q -5 -4 -2,3 ကို x1 y1 တို့ထားလိုက်မယ်5 -4 x2 y2 လို့ထားလိုက်အဲဆို p q ရဲ့အလဲရောင်းကိုလိုချင်ရင် distant formula ပုံသင်နည်းမှာအစတွန်းလိုက်ရင် distant formula ပုံသင်နည်းမှာအစတွန်းလိုက်ရင်ဆရာမတို့က square root of 98ရအဲ့ဆိုရင်1 decimal place လို့ပြောတဲ့အတွက် square root ရှာလိုက်ရင်9.9ဆိုပြီးတော့1 decimal ကိုရမယ်5 comma minus 4ကို x1 y1 ထားလိုက်မယ်1 comma 8ကို x2 y2 ထားလိုက်မယ်ကျူအားရဲ့လေယာကိုလိုချင် distance formula ပုံစံဒီမှာအစသွင်းလိုက်မယ်ဆိုရင် square root of 160ရမယ်ကျမတို့ကဓာတ်သမတဏီယာရှာလိုက်မယ်ဆိုရင်12.6ဆိုပြီးတော့1 decimal ကိုရမှာဖြစ်တယ်။နောက်တစ်ခုလိုချင်တာက ပီကျူကျူအာပြီးရင်ပီအာရဲ့အလဲအောက်လိုချင်တယ်အဲ့ဆိုဆီယာမားတို့က -2,3 ကို x1 y1 လို့ထားလိုက်မယ်1,8ကို x2 y2 လို့ထားလိုက်မယ် PR ရဲ့အလဲအောက်ကိုလိုချင်တာဖြစ်တဲ့အတွက် distant formula ပုံသေးနီးမှာအစသွင်းလိုက်မယ်ဆိုရင် square root of 34ဆိုပြီးရမယ်ဒီမှာတော့ square root ရှာလိုက်မယ်ဆိုရင်5.8ဆိုပြီး1 decimal ကိုရမှာဖြစ်တယ်သူလိုချင်တာက parameter တတိယကံလိုပေးထားရင်တတိယကံရဲ့ parameter လို့လိုချင်တာအဲ့ဆိုတတိယကံရဲ့ triangle pqr ရဲ့ parameter ကိုလိုချင်နေဆိုရင်အလယ်ရ pq ရဲ့အလယ်ရ qr ရဲ့အလယ်ရ pr ရဲ့ကိုပေါင်းပေးလိုက်မယ်အဲ့ဆိုဆရာမတို့က28.3ဆိုပြီးတော့1 decimal ကိုရမှာဖြစ်ပါတယ် number 7 triangle key lmh vertex k minus 5 comma 18 l 10 comma minus 2 and m minus 5 comma minus 10 number 8 find the lens or isa number b find the parameter or triangle klm number c find the area or triangle klm တတိကံ klm မှာဒိဆွမ်းမှတ်တွေက k -5,18 နဲ့ l10, -2 and -5,-10 လို့ပေးထားတယ်။နံပါတ် a ကအလျားအသီးသီးကိုရှာပါအဲဆိုအလျားအသီးသီးအားဆရာမတို့က kln LMN KM ကိုရှာပေးရမယ်။အဆိုဆရာမတို့အလျားလို့ပြောတဲ့အတွက် distant formula ပုံသဏ္ဍာန်ကိုသုံးမယ်။အဆို KLM ဆိုပြီးပေးထားတဲ့အမှတ်တွေကိုရေးလိုက်မယ်။ KL ရဲ့အလျားကိုလိုချင်တာဖြစ်တဲ့အတွက် distant formula ပုံသဏ္ဍာန်မှာအစားသွင်းလိုက်မယ်ဆိုရင် KL ရဲ့အလျားက25လို့ရ။ LM ရဲ့အလျားကိုလိုချင်တာဖြစ်တဲ့အတွက် LM ရဲ့အလျားကိုလိုချင်ရင် distant formula ပုံသဏ္ဍာန်မှာပေးထားတဲ့အမှတ်တွေကိုအစားသွင်းလိုက်မယ်ဆိုရင် SMD ဆိုပြီးရမယ်။ KM ရဲ့အလဲအားကိုလိုချင်တာဖြစ်တဲ့အတွက် distant formula ပုံသေးနီးမှာ K ကအမှတ်နဲ့ M ကအမှတ်တွေကိုအစားသွင်းပြီးတွက်လိုက်မယ်ဆိုရင်28ကိုရ။အဲဆို number A လိုချင်တဲ့ the length of each side ဆိုတဲ့အလဲအားအသီးသီးကိုရမှာ ဖြစ်တယ်။ number B find the parameter of triangle KLM KLM ရဲ့ parameter ကိုလိုချင်ရင် parameter လို့ပြောတဲ့အတွက်သူ့မှာရှိတဲ့ အနားတွေကိုပေါင်းပေးရမယ်နံပါတ်ဘီ the parameter of klm equal kl ရယ် lm ရယ် mk ရယ်ကိုပေါင်းပေးလိုက်အဲ့ဆီမှာတော့က25ရယ်70ရယ်28ရယ်ကိုပေါင်းပေးလိုက်ရင်70 unit ဆိုပြီးရမှာဖြစ်တယ်။နံပါတ်4 find the area of triangle KLM တတိကံရဲ့ area ကိုလိုချင်တယ်တတိကံရဲ့ area ကိုလိုချင်တတိကံရဲ့ area ရှာတဲ့ပုံသေးနည်းကိုသိရမှာဖြစ်တယ် area ရှာတဲ့ပုံသေးနည်းကသင်ပြီးသားသင်ခဲ့ပြီးသားတတိကံရဲ့ area ကိုလိုချင်နှစ်ပိုင်းတစ်ပိုင်းအခြေအမြောက်အမြင့်ဆရာမတို့ကအဆိုတတိကံပုံဆွဲထားတာလေးကိုအမှတ်ဒီကိုနေရာချပြီးတတိကံပုံဆွဲထားတာလေးကိုကြည့်မယ်ဆရာမတို့အခြေကဘယ်ဟာလဲအမြင့်ကဘယ်ဟာလဲကြည့်မယ်ဆိုရင်ဆရာမတို့ကအခြေအမြင့်ဆိုတာက အချိန်မြင့် KM ကျွန်မတို့ကအဲ့ဆိုအချိန်ရပြီဆိုအမြင်မြင့်ကိုလိုချင်ရင် ACE ဝင်ရိုးရဲ့ထိတ်ဆွန်းမှတ်ကနေပြီးထိတ်ဆွန်းမှတ်ကနေပြီးတော့အချိန်မြင့်ပေါ်ထောက်မှတ်ကြမြင်ဆွဲမယ်အဲ့ဆိုဆရာမတို့က LB ထောက်မှတ်ကြမျိုးရအဲ့ဆို draw LB ထောက်မှတ် KM ဆိုပြီးတော့ဆွဲလိုက် LB ရဲ့အလျောက်ကိုလိုချင်ရင်အလျောက်ကိုလိုချင်ရင်သူကအလျောက်ကအပေါင်းပဲဖြစ်ရမှာဖြစ်တဲ့အတွက် modulus ထဲမှာထည့်ရှာမယ်။ဘယ်ကဘက်ကိုသွားတဲ့ကွာဝေးက10 ။ဒဝက်ဘက်ကိုသွားတဲ့ကွာဝေးက -5 စန့်ကျင်ပဲဖြစ်နေတဲ့အတွက်နှုတ်မယ်။10 -5 = modulus of 15 equal 50 units ဆိုပြီးတော့အမြင်မြင်အလဲအားကိုရမယ်။အဲဆို area of triangle KML ကိုလိုချင်တယ်ဆိုရင်1/2အခြေက KM အမြင်က LB အစားသွင်းပြီးတွက်လိုက်မယ်ဆိုရင်210 area ဖြစ်တဲ့အတွက် square units ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်။ Exercise 1.1 Trying this problem. Number 8 Prove that the triangle whose vertices are P2, 3, 2, 1, -1 and R3, minus 4 is isosceles. So isosceles ရဲ့အဓိပ္ပာယ်ဥဒီရ။ isosceles ဆိုတာနှစ်နာညီတရီခံ။ နှစ်နာညီဝဆိုရင်အနားနှစ်နာညီယုံနဲ့ရတယ်ဆရာမတို့ကအဲ့ဒါဆိုရင်တတိကံရဲ့အလဲရတွေကိုရှာလိုက်မယ်ထိတ်ဆွမ်းမှတ်၃ခုဖြစ်တဲ့အတွက် BQ ရဲ့ QR ရဲ့ PR ရဲ့ရှာလိုက်မယ်အဲ့ဒီ၃ခုတဲကနှစ်ခုညီပြီဆိုရင်အဲ့ဒီပေးထားတဲ့တတိကံကြီးဟာ isocel တတိကံဖြစ်တယ်ဆိုတာကိုသက်သေပြပြီးသားဖြစ်သွားမယ်နံပါတ်9 A triangle has vertex E ရဲ့ F ရဲ့ G ရဲ့ပေးထားမယ် ေးထားပြီးတော့ find the lens of the attitude to the shorted side အလျာအမြင်မြင်အလျာဘဲပေါ်ဆွဲမှလဲ shorted side အတူဆုံးအနားပေါ်ကိုဆွဲမဲ့အမြင်မြင်အလျာကိုအရှာခိုင်းတယ်ဆိုဆရာမတို့ကအနားတွေအလျာတွေကိုမသိတဲ့အတွက်ဘယ်ဟာအတူဆုံးမှမသိသေးဘူးဆရာမတို့က EF ရဲ့အလျာရှာမယ် FG ရဲ့အလျာကိုရှာမယ် EG ရဲ့အလဲအောက်ကိုရှာမယ်။ရှာပြီးတော့ပုံဆွဲပြီးရှေ့အိဆန်ဘဲတိုင်းပုံဆွဲပြီးတော့နေရာချမယ်။ချပြီးတော့အတူဆုံးအနားပေါ်မှာဆွဲတဲ့ attitude ဆိုတဲ့အမြင်မြင်အမြင်မြင်ရဲ့အလဲအောက်ကိုရှာပြီးလို့ရမယ်။နံပါတ်30 The bodies of the collateral are A 4, minus 3 B 7, 10 C -8, 2 and D -1, -5 ဒီ -1, -5 find the lens of each diagonal နဲ့စတုကန်ရဲ့တောင်းပြက်မြင်နေရဲ့အလဲရားကိုအရှာခိုင်းတယ်အဆင်ဆရာမတို့ကတောင်းပြက်မြင်အလဲရားဖြစ်တဲ့အတွက် AC နဲ့ BD ရဲ့အလဲရားကိုရှာခိုင်းတယ်အလဲရားဖြစ်တဲ့အတွက် distance formula ပုံသဏ္ဍာန်ကိုသုံးပြီးတော့ရှာလို့ရမယ် number 11 the distance between two points m50, a and a, -5 is 20အမှန်တကူပေးထားမယ် m နဲ့ n အမှန်နဲ့ခုကြအကွာဝေးက20လို့ပေးထားမယ်ဆိုအမှန်နဲ့ခုကြအကွာဝေးကိုလိုချင် distance formula ပုံသေးနည်းကိုသုံးပြီးတော့အစားသွင်းပြီးတွက်လို့ရမယ်အဲဆိုလိုချင်တဲ့ a ကိုရမယ်ကျွန်မကအခုပြောတဲ့ number 8 number 9 number 10 number 11တို့ဟာရှေ့မှာပုံစံအတူတူတွေတွက်ပြခဲ့ပြီးဖြစ်တယ်။မင်းတို့ကအဲ့ပုံစံနေနဲ့တူတဲ့ဒီ number တွေကိုဆက်ပြီးတော့စူးစမ်းပြီးတော့တွက်ထားစီချင်ပါတယ်။ ဆမဒီနေ့သင်ခဲ့တဲ့သင်ခန်းစာတွေကိုတေချာစူးစမ်းပြီးတော့လေ့ကျင့်တွက်ထားစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်